ယူကရိန်းကလေပိုင်နက်ကို2026ခုနှစ်မှာထိန်းချုပ်တော်မှာလားယူကရိန်းမှာစစ်ပွဲစတင်ကြတဲ့ကရုရှားဟာလေကြောင်းဆိုင်ရာမှာအရေးအတွက်အားသာချက် ကြီးကြီးမားမားရရှိခဲ့ပါတယ်။တမရဗလာဒီမာပူတင်ရဲ့တပ်ဖွဲ့မှာလေရင်အမျိုးအစားတိုင်းမှာပိုများတဲ့လေရင်တွေရှိပြီးပိုတစ်တဲ့ပိုအားကောင်းတာတွေလည်းပါဝင်ပါတယ်။ ဒီအတွက်ရုရှားကလေပိုင်းနက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။အထူးသဖြင့်ရှေ့တန်းတိုက်ပွဲတွေအနီးမှာပါ2025ခုနှစ်တခြားလုံးမှာရုရှားရဲ့ SU-34 ဂျက်လေယာဉ်တွေဟာ FAB လေတဲကနေပစ်ချတဲ့ဘုံထောင်ပေါင်းများစွာကျေခဲ့ပါတယ်။ယူကရိန်းမှာဒီဘုံတွေကိုတားဆီးဖို့အတွက်မြေပြင်အခြေစိုက်လေကြောင်းရံကာကွယ်စနစ်တွေလုံလောက်စွာမရှိခဲ့ပါဘူး။ဒါပေမဲ့အခြေအနေတွေဟာအခုတော့ပြောင်းလဲသွားနိုင်ပါတယ်။အကြောင်းရင်းကတော့စားတဆောင်ကြောင့်ပါ။ယူကရိန်းနဲ့ဆွီဒင်တို့ကြားကသဘောတူညီချက်အစ်တစ်ခုဟာစစ်ပွဲကိုအကြီးအကျယ်ပြောင်းလဲပြင်နိုင်ပါတယ်။ ဒီစာကတော့ရည်ရွယ်ချက်ဖော်ပြစာဖြစ်ပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တာပါ။အဲဒီစာအရဆွီဒင်ကယူကရိန်းကို Gripen E series တိုက်လင်တရာကနေ150ချပေးပို့မယ်လို့ဆိုပါရယ်။ Gripen ဂျယ်လီယင်တွေဟာယူကရိန်းရဲ့မြေပြင်အနေအထားအတွက်အရန်တင်တော်ပါရယ်။ဆွေဒီဝင်ကြီးချုပ် Ulf Kristersson ကဒါဟာယူကရိန်းကိုအင်အားအရန်ကြီးတဲ့လေတပ်ဖြစ်လာစေလိမ့်မယ်လို့လည်းပြောပါရယ်။ Great Pain တွေကိုရွေးချယ်တာကယူကရိန်းအတွက်လိမ္မာပါနဲ့တဲ့ရွေးချယ်မှုပါ။လေကြောင်းတိုက်ပွဲဟာနှစ်ဖက်စလုံးအတွက်ခက်ခဲခဲ့ပါရယ်။ အီရတ်ဘောလကန်တာမှအစ္စရေးဟာမတ်စ်ဟစ်ဘူလာနဲ့အီရတ်တို့နဲ့စစ်ပွဲတွေလို့တခြားစစ်ပွဲတွေမှာလည်းလေကြောင်းစွမ်းကအရေးပါခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲမှာယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးကသူတို့ရဲ့လေတပ်တွေကိုအသုံးပြုတာနည်းပါတယ်။အကြောင်းရင်းတစ်ခုကတော့နှစ်ဖက်စလုံးရဲ့လေတပ်အရေးအသွေးတွေဟာအမေရိကန်လေတပ်နဲ့နှိုင်းယှဉ်နှိမ့်ချနေလို့ပါ။နောက်အကြောင်းရင်းတစ်ခုကတော့နှစ်ဖက်စလုံးမှာရှိတဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေကအားကောင်းလွန်လို့ပါဒီကာကွယ်ရေးတွေကရှေ့တန်းအနီးမှာတပ်မိုးကြီးလေယာဉ်တွေကိုပြန်တမ်းဖို့အန္တရာယ်များစေပါတယ် ဆင်မဖြစ်ခင်မှာရုရှားမှာခင်မီလင်900လောက်ရှိပါတယ်။2024ခုနှစ်ကုန်မှာရုရှားကအနည်းဆုံးပုံသေးတောင်ပန်းလင်130နဲ့ရဲရင်146စီဆုံးရှုံးခဲ့ပါတယ်။ဒါဟာသူတို့ရဲ့လင်စုရဲ့သုံးပုံတစ်ပုံဒီပါပါ။ဆင်မဖြစ်ခင်ယူကရိန်းမှာအလဲလုံနေတဲ့တိုက်လင်120ခန်းရှိပါတယ်။အများစုက MiG-29S, Su-24X, Su-25S နဲ့ Su-27X လိုမျိုး Sophia ခေါင်းလင်တွေပါ။ 2024ခုနှစ်ကုန်မှာယူကရိန်းကအနည်းဆုံး၄အစီး၁၀၀လောက်ဆုံးရှုံးခဲ့ပါတယ်။တိုက်လေ89စီပါဝင်ပါတယ်။ဆိုလိုတာကယူကရိန်းချက်လေတရာစင်တာမှုနှစ်ဒါဇင်လောက်ပဲကျန်တော့တာဖြစ်နိုင်ပါတယ်။ရုရှားကသူ့ရဲ့စစ်ရုံတွေကတစ်နှစ်ကိုချက်လေ22စီးကနေ49စီကြာထုတ်လုပ်နိုင်တဲ့အတွက်လင်းတချို့ကိုအစားထိုးနိုင်ပါသေးတယ်။ဒါပေမဲ့ယူကရိန်းကတော့ခင်မီတိုက်လေတွေထုတ်လုပ်နိုင်တဲ့စက်မှုလုပ်ငန်းမရှိပါဘူး။2024ခုနှစ်မှာယူကရိန်းက American F-16 နဲ့ပြင်သစ် Mirage 2000F ဂျက်လီယံတွေရမယ်လို့ကြေညာတဲ့အခါယူကရိန်းလေထဲမှာပြည့်ရှင်းပြိုင်နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေပေါ်လာခဲ့ပါပြီ။ဒါပေမဲ့လည်းဒီဂျက်လီယံတွေကနည်းနည်းလေးပဲရောက်လာပါသေးတယ်။2025ခုနှစ်နိုဝင်ဘာလအထိယူကရိန်းက F-16C အ ਨੇ စုံလက်ခံရရှိထားပြီးအ ਨੇ စုံ3စီးလဲဆုံးရှုံးပြီးပါပြီ။စုစုပေါင်း F-16 85စီးကန်ကို Netherlands, Denmark, Belgium နဲ့ Norway တို့ကကတိပေးထားပါပြီ။ပြင်သစ်က Mirage 2000F အစီး20လောက်ကတိပေးထားပြီး3စီးရောက်ရှိပြီးပါပြီ။ ဒီဂျယ်လီယင်တွေအားလုံးရောက်လာရင်ယူကရိန်းကိုအများကြီးကူညီပေးနိုင်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ရုရှားဂျယ်လီယင်တွေကိုတိုက်ရိုက်တိုက်ဖို့လုံလောက်တဲ့အရေးအတွက်မရှိသေးပါဘူး။ဒီလီယင်တွေကိုအခုချိန်မှာလေကြောင်းရကာကွယ်ရေးအတွက်အဓိကအသုံးပြုနေပါတယ်။ညာတိုင်းယူကရိန်းမျိုးတွေကိုတိုက်ခတ်နေတဲ့ရုရှားဒုံးကျည်တွေနဲ့ဒရုန်းတွေကိုပစ်ချဖို့အတွက်အနောက်ဘက်မှာလှည့်ပတ်နေတာပါ။ယူကရိန်းကအကြံရှိတဲ့ဂျယ်လီယင်တွေကိုလွတ်လပ်လပ်အသုံးမပြုနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့လီဒါစခန်းတွေကမလုံခြုံလို့ပါ။ယူကရိန်းမှာလေတက်စခန်း20လောက်ရှိပြီမဲ့ရုရှားကဒီစခန်းတွေဘာမှရှိတယ်။ ဘာအားနည်းချက်တွေရှိသလဲဆိုတာကိုသိနေပါဗျ။ဒါကြောင့်ရုရှားကဒုံးကျည်တဲ့ဒရုန်းတွေနဲ့မကြာခဏတိုက်ခိုက်နေပါဗျ။ယူကရိန်းကဒီပြဿနာကိုဂျက်လေယာဉ်တွေကိုတင်းငယ်တဲ့လေယာဉ်ပြေးလန်းတွေအများအပြားမှာခွဲဝေခြင်းအဖြစ်ဖြေရှင်းနေပါဗျ။ဒါပေမဲ့လည်းဒီပြည်လန်းတွေအများစုကတော့အခြေအနေမကောင်းပါဘူး။ဒီအချက်က F16 နဲ့ Mirage 2000F တို့အတွက်ပြဿနာဖြစ်စေပါတယ်။ဒီလေယာဉ်တွေကတန်ရှင်းပြီးကောင်းမွန်တဲ့ထိမ့်သိမ့်ထားတဲ့ပြည်လန်းတွေလိုအပ်ပါတယ်။ ် F16 ဟာသူ့ရဲ့ကြီးမားတဲ့လေဝင်ပေါက်ကဖုတ်နေတဲ့ကြောက်ခဲတွေကို လွယ်လွယ်ကူကူစုပ်ယူနိုင်တဲ့အတွက်အရန်တန်ရှင်နဲ့ပြေးလည်လိုအပ်ပါတယ်။ F16 ကိုမြေကျမ်းနဲ့လေရင်ပြေးလည်ကနေပြန်တန်းစေနိုင်ပေမဲ့အရန်တရီထားဖို့တော့လိုအပ်ပါတယ်။အဲ့ဒီအပြင် F16 တွေကိုမြင့်တင်ဖို့အတွက်ယူကရိန်းလေတပ်စခန်းတွေကိုအစစ်မြေရုရှားကလည်းမြင့်တွေ့သွားနိုင်ပါတယ်။ရုရှားဂျူရူတွေကစက်လို့ရီတွေကိုတရီထားမိမှာဖြစ်ပြီးဒီစခန်းတွေဟာထိတ်တန်းပြစ်မှတ်တွေဖြစ်လာပါလိမ့်မယ်။ဒီတိုင်က RUSI 3တပ်သူ Justin Brooke ကယူကရိန်းအနေနဲ့လေရင်ပြေးလမ်းတွေကိုကတ်တရပြန်ခင်တာဒါမှမဟုတ်ပူရှီအောင်လုပ်တာတွေလိုအပ်လိမ့်မယ်လို့ပြောပါရယ်။ဒီအကြောင်းရင်းတွေကြောင့်ဆီရင်ရဲ့ Gripen E series ဟာယူကရိန်းအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါရယ်။ဒီလေရင်တွေကတိုးတောင်းပြီးကျန်းတဲ့လေရင်ပြေးလမ်းတွေကလည်းလဲပတ်နိုင်ပါရယ်။လေတဲ့စကန်အခြေအနေမကောင်းတာကိုလည်းခံနိုင်ရှိပါရယ်။ဒါကြောင့်ယူကရိန်းရဲ့လိုအပ်ချက်တွေအတွက်အရန်ကိုတင့်တော်တဲ့လေရင်တွေပါ။အဲ့ဒီအပြင် Gripen ကိုရွေးချယ်တာကအနာဂတ်အတွက်လိမ္မာပန်းတဲ့ဒုတိယအကြောင်းရင်းလည်းရှိပါရယ်။ အမေရိကန်ပြည်ထောင်စုကယူကရိန်းအပေါ်တိုက်ရိုက်စစ်ထောက်ပံ့မှုကိုဖြည့်ပြည့်ချင်းလျှော့ချနေပါတယ်။ဒါဆိုရင်ဥရောပကဥဆောင်မှုယူနေပါပြီ။ဥရောပ NATO နိုင်ငံတွေကကာကွယ်အသုံးစိတ်ကိုတိုးမြှင့်မယ်လို့ကတိပေးထားပါတယ်။သူတို့တွေဟာ2035ခုနှစ်မှာ GDP ရဲ့2%ရာခိုင်နှုန်းကနေ9%ရာခိုင်နှုန်းအထိတိုးမြှင့်မှုစီစဉ်ထားပါတယ်။ဥရောပကအမေရိကန်လက်နက်တွေအပေါ်မှီခိုနေမယ့်အစားသူတို့ရဲ့ကိုယ်ပိုင်လက်နက်စက်မှုလုပ်ငန်းတွေကိုလည်းတိုးချဲ့လိုပါတယ်။ Gripping ဟာဒီရေရှည်အစီအစဉ်နဲ့လည်းကိုက်ညီနေပါတယ်။ ယူကရိန်းအနေနဲ့သူ့ကိုထောက်ပံ့မဲ့နိုင်ငံတွေနဲ့ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေကိုလိုချင်နေပါတယ်။ဒီနိုင်ငံတွေကအနာဂတ်မှာယူကရိန်းကိုတိုက်ရိုက်ကူညီပေးမဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့ Gripen လေယာဉ်တွေဟာယူကရိန်းအတွက်ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့ဒီဇိုင်းကြောင့်ပါ။ဒီလေယာဉ်တွေကိုတိုးတောင်းပြီးကျန်တဲ့လေယာဉ်ပြေးလမ်းတွေပေါ်မှာအလလုံးနိုင်အောင်ဖန်တီးထားပါတယ်။အဲ့ဒီအပြင်ဆိုဖီးယားနဲ့ရုရှားရဲ့လေကြောင်းစစ်ဆင်ရေးပုံစံကိုတိုက်ခိုက်ဖို့အတွက်လည်းဖန်တီးထားတာပါ။ဆွေဒင်က1980ပြည့်လွန်နှစ်တွေမှာ သူတို့ရဲ့ latest စကန်တွေပေါ့ Sophie ရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရှိအောင်ဒီ jelly ရင်တွေကို design ထုတ်ခဲ့တာပါဒီလင်တွေကကြီးမာပြီးတန်ရှင်းတဲ့ latest စကန်တွေမလို့အဖေနိုင်ငံတော်ကအဝေးပြေးလမ်းမတွေကိုအသုံးပြုနိုင်အောင်လို့တိဆောက်ထားတဲ့ design ပုံစံပါဒီလိုစကန်မျိုးတွေဟာရုရှားရဲ့ပထမဆုံးပြစ်မှတ်ဖြစ်မှာဖြစ်ပြီး Ukraine မှာလည်းဒီလိုပဲဖြစ်ခဲ့ပါတယ် Ukraine က Sophie ရဲ့ MiG-29S jelly ရင်တွေကိုလည်းဒီလိုမျိုးစိုက်ကူးနဲ့ဖန်တီးခဲ့တာပါ လိုအပ်ရင်တိုးတောင်းပြီးကျန်းတဲ့လေရင်ပြေးလမ်းတွေကိုအသုံးပြုနိုင်အောင်လုပ်ပါ MG29 ဟာလက်နက်အပြည့်တင်ထားရင်တော့လေရင်ပြေးလမ်းပေ2000ခန့်လောက်ပဲလိုအပ်ပါတယ်။သူစင်တက်တဲ့အခါလေဝင်ပေါက်တွေကိုတကားတွေနဲ့ပိတ်လိုက်ပြီးအပေါ်ဘက်မှာတခြားအပေါက်တွေပွင့်လာပါတယ်။ဒီစနစ်ကကြောက်ခဲတွေအင်ဂျင်နဲ့မဝင်အောင်တာစီပေးပြီးနိုင်ငံခြားအရာဝတ္ထုအပြက်စီ FOD တွေကလည်းကာကွယ်ပေးပါတယ်။ Ukraine ရဲ့ SU-24 ဘုံးကျဲလေရင်တွေ SUS25 တိုက်ခိုက်ရေးချက်တွေနဲ့ SUS27 ဂျာဖြတ်တိုက်လင်းတွေမှာလည်းအလားတူ F4 ဒီကာကွယ်ရေးစနစ်တွေရှိပါတယ်။ Gripping ကတော့ Marriage နဲ့အတူတူလေယာဉ်ပြေးလမ်းပေ1650လောက်ပဲလိုအပ်တာပါ။ဘာလို့လဲဆိုတော့သူရဲ့ရှေ့တောင်ပံတွေက Brick လိုမျိုးလှုပ်ဆောင်လို့ပါ။ gripping လေတွေမှာ F4D တားဆီးတဲ့တကားတွေမပါပေမဲ့လည်းမြင်မာတဲ့ဆင်းသက်တဲ့ဘိန်းတွေရှိပါလေ။ဒါက engine ကိုဖုံနေကြောက်ခဲတွေနဲ့ဝဝေးမှာထားဖို့အကူအညီပေးနိုင်ပါလေ ဒီအချက်တွေကြောင့်မဲ့ဂရပင်းလေးတွေဟာယူကရိန်းရဲ့ပြန့်နှံ့နေပြီးရွေးရှားနေတဲ့လေတပ်စခန်းစနစ်အတွက်လည်းအရန်ကိုတင်တော်ပါရီယူကရိန်းကသူ့ရဲ့လေယာဉ်တွေကိုဘေးကင်းအောင်မကြာခဏရွှေ့ပြောင်းပေးဖို့လိုအပ်ပါရီဆွေဒင်ကလည်းသူ့ရဲ့ base 90စနစ်မှာဒီလိုအတွေ့အကြုံအသုံးပြုခဲ့တာပါဒီစနစ်ကအဝေးပြေးလန်းပြေးလန်းတွေဟွာထားတဲ့စီးဖြည့်နေရာတွေနဲ့တင်းငယ်တဲ့အထောက်ကူပြုအဆောက်အုံတွေကိုအသုံးပြုခဲ့တာပါဒါဆိုဖီးယားဘုံကျဲလေရင်တွေကပုံမှန်လေတဲ့စခန်းတွေကိုဖျက်ဆီးတာကိုခံနိုင်ရှိအောင်ဒီဇိုင်းထုတ်ထားတာပါ ဆွေရင်စီမံကိန်းရေးဆွဲသူတွေကစက်ပြင်သမားတွေဟာထရက်ကားတွေကနေအလလုံနိုင်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဂရပင်းတွေကိုပေ1650လောက်ပဲရှိတဲ့လမ်းတိုလေးတွေကနေပြန်တက်စေမယ်လို့မျှော်လင့်ခဲ့ကြတာပါ။ CAK တိုက်ခိုက်မှုမဖြစ်ခဲ့ပေမဲ့ယူကရိန်းကဒီစိတ်ကူးကိုလက်တွေ့ဘဝမှာအသုံးပြုရတော့မှာဖြစ်ပါတယ်။ဂရပင်းဟာတခြားအကြောင်းရင်းများစွာကြောင့်လည်းအသုံးဝင်ပါတယ်။သူဟာကြန့်ခိုင်တဲ့ပျော်ပြားမှုရှိတဲ့စစ်ပွဲအတွက်လည်းအရန်တင်တော့ပါတယ်။ JAS 39 Gripping E ဟာလေးကူးမြောက်မျိုးဆက်တိုက်လေးတွေဖြစ်ပါတယ်။ ပုံမကောင်းမွန်တဲ့ပုံကွယ်နိုင်စွာနဲ့အပူအကာအကွယ်မှုတွေလည်းပါဝင်ပါတယ်။ဒါဟာတအူးတဲ့စီးတဲ့တိုက်လေဖြစ်ပြီးလေချောင်းကနေလေချောင်းလေချောင်းကနေမြေပြင်နဲ့ထောက်လိုင်းအမီရှင်တွေကိုလည်းလှုပ်ဆောင်နိုင်စွာရှိပါတယ်။လေရင်ဟာအမြန်ဆုံးပြန်လဲပြင်ဆင်နိုင်တဲ့အချိန်နဲ့လေပတ်မှုကုန်ကျစရိတ်နှဲပါမှုတွေလည်းရှိပါတယ်။ဒီအင်္ဂါရက်တွေကယူကရိန်းအတွက်အထောက်အကူဖြစ်စေမှာပါ။သူက General Electronic F414GE39E double fan engine တလုံးကိုလည်းအသုံးပြုပါတယ်။သူက Super Cruise တွေလည်းလုပ်နိုင်ပါတယ်။ ဆိုလိုတာကနောက်ထပ်မီးမြင့်ဆက်မှာပါပဲ match 1ထပ်ပုံမြောင်ပြန်တန်းနိုင်တာပါအမြင့်ဆုံးအမြန်နှုန်းကအမြင့်မှာတနအီကို1535မှ match 2နှုန်းဖြစ်ပါတယ် gripping e ဟာအရှိပေး90နီးပါရှိပြီးတိုက်ပွဲပြန်တန်းနိုင်တဲ့အကွာအဝေး930ခန်းရှိပါတယ် gripping က f16 နဲ့ marriage 2000 f ထပ်ပြုပြင်ထိမ့်သိမ်းရပို့လွယ်ပြီးပုံမြန်ပါတယ် gripping e မှာပြင်ပလက်နက်ချိတ်ဆွဲနိုင်တဲ့နေရာဆယ်ခုရှိပါတယ်။သူကပေါင်း1500အထိလက်နက်တွေကိုလည်းတည်ဆောက်နိုင်ပါတယ်။ နောက်ပြီးမက်ထရိုဒုံးကြီးတွေကိုလည်းပြစ်လွှတ်နိုင်ပါတယ်။ဒီဒုံးကြီးတွေက match 4နဲ့ပြန်တန်းပြီးမိုင်186 6အကွာအဝေးအထိရောက်နိုင်ပါတယ်။ယူကရိန်းရဲ့ F-16 တွေအသုံးပြုတဲ့ AIM-120 slide window ဒုံးကြီးတွေကိုလည်းတင်ဆောင်နိုင်ပါတယ်။ IRIS-T အနီးအောက်ရှောင်းကြီးဦးတည်ဒုံးကြီးနဲ့28 mm အမြောက်တွေလည်းပါဝင်နိုင်ပါတယ်။ AGM-65 RBS-15 သင်္ဘောဖြတ်ဒုံးကြီးနဲ့ GBU-12 GBU-39 လိုမျိုးဦးတည်ဘုံးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုးလက်နက်မျိုးစုံကိုကင်တွယ်နိုင်တာကြောင့်ယူကရိန်းက gripping ကိုလေကြောင်းကာကွယ်ရေးမြေပြင်တိုက်ခိုက်ရေးနဲ့တာဝေးတိုက်ခိုက်မှုစသဖြင့် mission မျိုးစုံအတော်လည်းအသုံးပြုနိုင်ပါ ರೀ ။ဒါဟာရုရှားရဲ့ FAB လေတဲကပစ်ချတဲ့ဘုံတွေအများပြအသုံးပြုတာကိုတံပြန်ဖို့ကူညီနိုင်ပါ ರೀ ။ဒီ gripping ရဲ့လေကြောင်း electronic စနစ်တွေမှာလဲ Leonardo Raven EX05 radar နဲ့ Skyward G အနီးအောက်ရောင်ကြီးရှာဖွေခြေရခန်းစနစ်တွေလည်းပါဝင်ပါတယ်။ လေယာဉ်မောင်းအခန်းမှာမြင်ကွင်းကျယ်မျက်နှာပြင်နဲ့အုတ်ထုတ်ပေါ်မှာတက်ဆင်ထားတဲ့မျက်နှာပြင်တို့လည်းရှိပါသေးတယ်။ဒါတွေကပြန်တန်းသူကိုအချက်လက်တွေကိုလှင်မြန်စွာပေါင်းဆက်ပေးနိုင်စွာရှိပါသေးတယ်။နောက်ပြီးယူကရိန်းအတွက်နောက်ထပ်အားသာချက်တစ်ခုက gripping ရဲ့လက်ပတ်မှုကုန်ကျစရိတ်နည်းပါခြင်းပါ။တနအီပြန်တန်းကအတွက်ဒေါ်လာ9800ရည်8500ချပဲကုန်ကျပါသေးတယ်။ဒါလည်းပတ်ဖို့အသက်သာဆုံးခင်မီတိုက်လင်းတွေကတစ်ခုပါ။ယူကရိန်းရဲ့ MiG-29S ကတနအီကိုဒေါ်လာ6500လောက်ကုန်ကြပြီးအစိပ်ပိုင်းရှာဖို့လည်းခက်ခဲပါသေးတယ်။ F16 ကတနိုင်ကိုဒေါ်လာ2,800လောက်ထိကုန်ကြနိုင်ပါတယ်။ F35 ဆိုရင်တနိုင်ကိုဒေါ်လာ3,300ကနေ4,200လောက်ကြာကုန်ပါတယ်။ဒါပေမဲ့ gripping E ကတော့ပြန်တက်လာတာဈေးပေါ်ပြီးမြဲဝယ်ယူရတာကတော့ဈေးကြီးပါတယ်။ gripping E တစ်စီးရဲ့ဈေးနှုန်းကဒေါ်လာ85တန်းကနေ138တန်းကျားရှိပါတယ်။ဒါဟာ F35 လိုပဲဈေးကြီးလို့နေပါပါ။အကြီးဆုံးမေကောတခုကတော့ယူကရိန်းက decrypting သဘောတူညီချက်အတွက်ဘယ်လိုမျိုးပေးချေမလဲဆိုတာပါ။တမ်မရာဗလိုဒီမာဇလန်စကီးနဲ့ဆွီဒင်ဝန်ကြီးဂျော့ဖ် ်ဥဖ်ခရစ်စတာဆုံတို့ဟာဆွေရင်နိုင်ငံလေကုတ်ပင်မှာရည်ရွယ်ချက်ဖော်ပြစာကိုလက်မှတ်ထိုးခဲ့ပါတယ်။ဒီစာကယူကရိန်းကို gripping e တိုက်လင်အစီတရားနဲ့150ကျားထောက်ပံ့မှုအတွက်ဘောင်တစ်ခုကိုဖန်တီးပေးလိုက်တာပါ။အနေဆုံးဈေးဒေါ်လာ85သန်းနှုန်းနဲ့ဆိုရင်လင်းတရားကဒေါ်လာ8.5ဘီလီယံလင်း150ကဒေါ်လာ12.8ဘီလီယံကုန်ကြပါလိမ့်မယ်။ ဒီငွေတွေကိုယူကရိန်းကဘယ်ကနေရှာဖွေပေးမလဲဆိုတာတော့မရှင်းလင်းသေးပါဘူး။ယူကရိန်းရဲ့2025ခုနှစ်ဘတ်ဂျက်လုံးက GDP ရဲ့21%ရာခိုင်နှုန်းလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ရုရှားရဲ့လုံငွေကတော့2.5ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်။ယူကရိန်းမှာ2025ကနေ2028ခုနှစ်အထိစုစုပေါင်းဒေါ်လာ53.3ဘီလီယံလောက်ငွေကြေးပြတ်လတ်မှုရှိနေပါသေးတယ်။နိုင်ငံခြားအကူအညီပို့မှုမရရင်ဒါမှမဟုတ်ချင်းငွေတွေမရရင်ယူကရိန်းနိုင်ငံဟာ2026ခုနှစ်မှာပထမ3လပတ်မှာတင်ပြိုလဲသွားနိုင်ပါသေးတယ်။ ယူကရိန်းကလက်ရှိမှာနိုင်ငံခြားအကူအညီပေါ်မှီခိုနေရတာပါဒီအကူအညီတွေမပါရင်ပင်စင်လာစားဒါမှမဟုတ်ကာကွယ်ရေးဈေးတွေကိုပေးချေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဒေါ်လာ7.8ဘီလီယံတန်ဖိုးရှိတဲ့လင်းအစ်စ်ကိုဝယ်ယူနိုင်ဖို့တော့မတတ်နိုင်ပါဘူး ငွေပိုရှာဖို့အတွက်အဓိကစိတ်ကူတစ်ခုကတော့ဥရောပမှာထိမ့်သိမ်းထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့စီစဉ်လာတာပါ။ဒါပေမဲ့လည်းဥရောပသမဂ္ဂ EU နိုင်ငံတချို့ကဒီအစီအစဉ်ကိုကန့်ကွက်နေပါတယ်။ရုရှားကလည်းဒါဟာခုတ်ယူမှုဖြစ်မယ်လို့ပြောပြီးလက်တော့ပြန်မယ်လို့တတိပေးထားပါတယ်။ဘယ်လ်ဂျီယံနိုင်ငံကဒီကိစ္စကိုအဓိကပိတ်ဆို့နေတာပါ။ဘာလို့လဲဆိုတော့ရုရှားရဲ့ထိမ့်သိမ်းထားတဲ့ပိုင်ဆိုင်မှုအများစုကိုကင်ဆောင်ထားတဲ့ Europe Clear ဆိုတဲ့ငွေကြေးရှင်းလင်းရေးအဖွဲ့အစည်းဟာဘယ်လ်ဂျီယံမှာတည်ရှိနေလို့ပါ။ဘယ်လ်ဂျီယံကဒီငွေတွေကိုသိမ်းယူတာဟာ ကြီးမားတဲ့ဥပဒေရေးရတဲ့ငွေကြေးဆိုင်ရာအန္တရာယ်တွေကိုဖန်တီးနိုင်တယ်လို့ပြောပါရယ်။ကံကောင်းစွာနဲ့ယူကရိန်းမှာဒီလေးနေအတွက်ပေးချေဖို့အချိန်တော့ရှိပါသေးတယ်။ဝင်းကြီးချုပ်ခရစ်စတဆွန်ဟာတိဆောက်ချက်ချင်းပေးပို့မယ်လို့မဆိုလိုပါဘူး။အနာဂတ်သဘောတူညီချက်တစ်ခုအတွက်ဘောင်တစ်ခုကိုဖန်တီးပေးထားတာဖြစ်တယ်လို့ပြောခဲ့ပါရယ်။ပထမဆုံးလေရင်တွေဟာ2026ခုနှစ်မှာရောက်လာနိုင်ပြီမဲ့စီစဉ်ထားတာကတော့10နှစ်ကနေ15နှစ်အတွင်းဖြည်းဖြည်းချင်းပြေပို့သွားမှာပါဒီလိုဖြစ်လာရင်မျှော်လင့်တာကတော့စစ်ပွဲဟာအဲ့ဒီအချိန်မတိုင်ခင်မှာပဲပြီးဆုံးသွားမှာပါ ယူကရိန်းရဲ့စီးပွားရေးလည်းပြန်လည်ကောင်းမွန်လာမှာပါပြီးတော့ဇလန်စကီမျှော်လင့်ထားသလို gripping တွေကအနာဂတ်မှာယူကရိန်းကိုကာကွယ်ပေးနိုင်လိမ့်မယ်အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ